ကဲဒီတစ်ခါမှာတော့မြမပြီအလွမ်းပြီမုတ်လက်ကောက်ကြော်လေးကြော်စားပါမယ်ကြော်ရင်စီပောက်တယ်လို့ပြောနေကြတဲ့ချစ်တငယ်ချင်းတွေစီဒီကြော်တယ်လို့မျိုးလိုက်ကြော်ကြည့်လိုက်အရင်ဆုံးမြမပြီကပို့ပေးလိုက်တဲ့ထညာခဲလေးတွေကိုရေးကြိုမယ်ဒီဘက်မှာနေတဲ့ချစ်တငယ်ချင်းတွေထညာခဲအလွယ်တကူဝယ်လို့မရဘူးဆိုရင်ထိုင်းကလာတဲ့ထညာဒါမှမဟုတ်လို့ရှိရင်အိန္ဒိယလာတဲ့ကျန်တကာအတုံးတွေကိုလည်းကြိုလို့ရပါတယ်ထညာတွေကိုတော့ရေမြုပ်အောင်ထည့်ပြီးအစည်းပေါအောင်ရင်ကြိုမယ်ထညာဦးပွက်လာပြီဆိုရင်အမြုပ်တွေတက်လာပါလိမ့်မယ်တက်လာတဲ့အမြုပ်တွေကိုဖယ်ပေး ီးရင်တော့အရသာလေးလေးလေးပင်ပင်ဖြစ်သွားအောင်စားလေးနည်းနည်းထည့်ဒီအနေလောက်ကြဲကြဲလေးဆိုရင်ရပါပြီအေးသွားတဲ့အခါမှာခဲသွားတတ်လို့အရန်ပြစ်အောင်မကြိုပါနဲ့ပြီးရင်တော့ထညက်ရည်ထဲမှာပါတဲ့သဲနဲ့အမှိုက်တွေမပအောင်စကားလေးနဲ့စစ်လိုက်โอเคတညရရရင်မုံနစ်ဆက်မယ်။ကောင်းချင်းမုတ်ကို160 gram ထည့်ပါရစေ။ပေါင်းဆန်ကျင်ခွင်းနဲ့ဆိုရင်2ခွက်။ဆန်မုံကိုတော့20 gram ထည့်ပါရစေ။ဇွန်းနဲ့ဆိုရင်2ဇွန်းလောက်ထည့်လိုက်။စားလေးနည်းနည်းထည့်။ baking powder ကဇွန်းသေးလေးနဲ့2ဇွန်း။ရေကိုတော့နည်းနည်းချင်းထည့်ပြီးမှုပေးသွားမယ်။ ရေအရမ်းများတော့ဖို့မလိုပါဘူးနည်းနည်းချင်းစီထည့်သွားပါအားလုံးအမှုန်ကလေးတွေလုံးသွားတဲ့အနေထားလောက်ဒီရေကိုထည့်ပေးလိုက်ရင်ရပါပြီအရမ်းပျော့သွားရင်ပုံဖော်ရတာခတ်ပါလိမ့်မယ်ဒီအနေထားတော့လေးမုန်းနေရပြီဆိုရင်တော့ပကံလုံးနဲ့နဲ့အုပ်ပြီးတော့ခဏလောက်နှက်ထားပါလိမ့်ကြော်ဖို့တော့ဒေအိုနိုပြင်ထားပါလေစတီးဒေအိုထဲမှာတော့မီးအေးနဲ့ကြော်ပါမယ်ဟိုဘက်ကတော့မီးပြင်းပြင်းနဲ့ကြော်ဖို့တအိုးတည်ထားလိုက်တယ်ပြီးရင်တော့မုတ်သားလေးတွေညံ့အောင်ခဏလောက်လှိမ့်ပေးလိုက်ခုလုတ်တဲ့အချိုးစားတိုင်းဆိုရင်မုတ်ရှိခုစားရပါတယ် အတုံးညီညီလေးရှိခုတုံးရပြီဆိုရင်တော့အတုံးတိတိလေးတွေကိုတိတိရှိရှိလေးတွေဖြစ်အောင်လို့လှိမ့်ပေးလိုက်ဒီအနေနောက်ဆိုရင်တစ်ခုနဲ့တစ်ခုဆက်ပေးလိုက်ရင်မိုးလက်ကောက်အဝိုင်းလေးရပါပြီဒီနည်းလက်တိုင်းမဲ့မုတ်သားတွေကုန်တဲ့ဒီမိုးလက်ကောက်လေးတွေကွင်းထားလိုက်မယ်โอเคအားလုံးစင်နေပြင်စကြုံမယ်အရင်ဆုံးမီးအေးနဲ့တင်ထားတဲ့ပိုးတွေကိုမိုးလက်ကောက်လေးတွေကိုချက် မီးပူချိန်ဘလောက်နည်းလဲဆိုလို့ရှိရင်ကြည့်လိုက်ပါဘူးစီပေါင်းလေးတွေထားတဲ့ဆူယုံတော့ကလေးပဲတဲပါအပေါ်ရံလေးတွေတင်းလာပြီဆိုရင်ဟိုဘက်ဒီဘက်လှည့်ပေးလိုက်မုတ်သားလေးတွေနှစ်ဖက်လုံးတင်းလာပြီဆိုတော့မှမီးပြင်းပြင်းနဲ့တဲထားတဲ့အိုးရဲကိုပြောင်းကြုံမီးပြင်းပြင်းနဲ့အိုးရဲမှာမှအယောင်တက်တဲ့အထိကြုံအောင်ကြော်ပေးလိုက်ဒီလင်းတဲ့တိုင်းကလုံးဝစီမပေါက်ပါဘူးအရင်ဆုံးမီးအေးနဲ့တဲထားတဲ့အိုးရဲကိုထည့်ကြော် အပေါ်ရန်လေးတွေတင်းလာတော့မှမြင်းပြင်းပြင်းနဲ့တဲထားတဲ့အိုးတွေကိုပြောင်းကျော်ပေးရပါမယ်။ဒီနီလက်နိုင်မယ်မိုးလက်ကောက်တွေအားလုံးကိုကျော်ပေးလိုက်။မိုးလက်ကောက်တွေအားလုံးကျော်ပြီးသွားပါပြီ။အတန်လေးကိုနားထောင်ကြည့်လိုက်။အပေါ်ရန်လေးကကျွတ်ပြီးတော့အထဲထဲမှာအိနေတဲ့မိုးလက်ကောက်လေးကအစင်းစင်းဖြစ်နေပါပြီ။ပြီးရင်တော့ပွဲပြင်မယ်။စီဒီအခုကျော်တဲ့နီလန်းလေးကတော့စီလုံးဝမပေါက်ဖဲနဲ့အခုလိုမျိုးလှလှပပမိုးလက်ကောက်ကျော်လေးတွေကိုရရှိသွားပါတယ်။ချစ်တငယ်ချင်းတို့တွေစီမှာနီလန်းကောင်းလေးရှိရင်လည်းပြောပြခဲ့ပါဦး။အနံလေးကမှွေးနေရပဲချစ်တငယ်ချင်းတို့စားပါဦး။ မစားရတာကြာပြီဖြစ်တဲ့မြမမုတ်လေးဆိုတော့ဝါကြိတ်လိုက်မယ်အပေါ်ရန်ကကျွတ်ကျွတ်ကလေးနဲ့အထဲထဲမှာအီအီလေးအရန်ကိုစားလို့ကောင်းတယ်။ကဲခုတော့စားပြီးပြီဆိုတော့ထုံးစံတိုင်းစေးကျော်ရေတုပ်ဝင်းနဲ့အုပ်